ဟယ်လိုအားလုံးဝမင်္ဂလာပါဘူးအဲဆိုတော့ United Shoe ကနေကြိုဆိုပါရစေ။မနေ့ကကျွန်တော် Leeds United နဲ့ Liverpool တို့တစ်ဖက်ကို3-0စီတီကျသွားတဲ့ပွဲကိုကျွန်တော်ကြည့်နေတာပေါ့နော်။ Leeds United ရဲ့နီးပြဖြစ်တဲ့ Daniel Farke ကွင်းအတွင်းမှာပြောင်းလဲသွားတာတွေအရေးစုံပြီးတော့အပြောင်းလဲလုပ်သွားတာတွေကတော်တော်ကိုကျွန်တော်တို့နီးပြဖြစ်တဲ့ Ruben Amorim အတွက်အတူယူတင်တယ်လို့တင်ယူတင်တယ်လို့ပေါ့နော်။တင်ယူတင်တယ်လို့မျိုး Premier League ဟာ adaptation ကောင်းမှသိတယ်မလားနော်ကျတို့ပြောင်းလဲနိုင်စွမ်းရှိမှငါတို့အတွက်အဆင်ပြေနိုင်မှာပါလားဆိုတာမြင်ခဲ့ရတဲ့ပွဲမျိုးလို့ကျွန်တော်တို့ထင်တယ်အဲ့တော့ Daniel Far ကလုတ်ပြသွားတာတွေက Amorin အတွက်အများကြီးအတူယူသင့်တယ်လို့ကျွန်တော်ထင်တယ်။ဘာလဲဆိုတော့ကျွန်တော်ပြပြအောင်မယ်။ Daniel Far ကကျွန်တော်လက်ရှိ Liverpool အသင်းကိုယဉ်ဆိုင်လာတော့352ဆိုတဲ့ formation နဲ့ Liverpool အသင်းရဲ့ဘက်ကတိုက်စစ်မှန်တယ်များကို central zone နေမှာကောအစွန်နေမှာကော block လုပ်ဖို့အတွက်ကျူးပန်းလာတဲ့ကျွန်တော်ဒီ formation နဲ့ပွဲထွက်လာတယ် ဒါဟာပထမပိုင်းအရင်အလုပ်ဖြစ်ခဲ့ပြီးတော့နှစ်သိန်းစလုံးရဲ့ကြားထဲမှာပါကူပေါက်ကန်သွင်းမှုမှာမြင်များဆက်သာမရှိခဲ့ဘူး။ပြီးလဲပြီးတော့လီဗာပူးတင်းရဲ့ဘက်ကဒုတိယပိုင်းဆက်စားခြင်းမထင်မှတ်ထားပဲနဲ့2-0ဆိုတဲ့ရလဒ်ထီသူတို့ရောက်သွားတယ်။နော်ပွဲဆက်စားခြင်း3မိနစ်မှာတကူသွင်းနဲ့နောက်တစ်ခါကျတော့2မိနစ်ကြာတဲ့အခါတကူထပ်သွင်းပြီးတော့လီဗာပူးတင်းကပွဲအစပိုင်းမှာတင်နှစ်ကူပြည့်နဲ့ဥဆောင်နေတာ။ အဲ့တော့ကျွန်တော်အနေနဲ့ပေါ့နော်နီးပြဖြစ်တဲ့ Daniel Farga အတွက်က2စီးနဲ့အိမ်ဝင်းမှာရှုံးနေနေပြီ Liverpool သူ့ကိုအသင်းမျိုးကိုကစားတာမကစားတာတပါထားနော်2စီးနဲ့ကျွန်တော် Liverpool အသင်းကိုအိမ်ဝင်းမှာရှုံးနေနေပြီ352နဲ့ကျွန်တော်ကစားနေတယ် Daniel Farga ပါလို့လိုက်တယ်ဆန်နဘက်3ယောက်တည်းကကစားမှ1ယောက်ကိုကျွန်တော်ထုတ်ပြီးတော့ attacking player တယောက်ကိုထည့်တယ်ထည့်ပြီးတော့433ဆိုတဲ့ formation ကိုသူပြောင်းတယ် လိုအပ်လို့ဗောနောကိုချီထဲမှာဘောလုံးရှိလာလို့ attacking position ဒီပါတွေပြောင်းပြီဆိုရင်ကွင်းလယ်ကစားမတစ်ယောက်ကို center back နှစ်ယောက်ကြားထဲမှာဆင်းပြီးတော့ဘောလုံးယူခိုင်းတယ်ပြီးရင်အဆုံဒီမှာဘောလုံးနေနေတော့ထပ်ပြီးတော့ပို့တယ်အဲ့တော့ပြောချင်တာက352နဲ့ကစားလို့ရှုံးနေတဲ့အခါ risk ယူပြီးတော့ center back တစ်ယောက်မလိုတော့တဲ့ center back တစ်ယောက်ကိုကျွန်တော်ထည့်တယ်တိုက်စစ်ကိုဖွင့်ဖို့ပူကျူးပန်းရင်တဲ့ attacking player တစ်ယောက်ကိုထည့်တယ်433နဲ့သူတို့ပြောင်းတယ်ပြောင်းနေပြောင်းပြီးရော penalty ဆရာအဲ့ဒီလူစားဝင်လာတဲ့ကစားသမားကနေပြီးတော့ပဲ ပင်လေပြီးပင်နေဒီရောက်အောင်ယူပေးထားပြီးတော့ကျတို့ဒါဒိုမနစ်ကယ်ဗတ်လူဝင်ကတွင်းနေနောက်ထပ်ကျတို့အနေနဲ့ပေါ့နော်ကွင်းလင်ဆာမာတယောက်ကဂိုးသွင်းပြီးတော့တူးစီးနဲ့ရှုံးနေတဲ့နေရာကနေအပြောင်းလဲအရေးဆုံးပြီးတော့လှုပ်လိုက်တာတူးတူးချက်ချင်းဖြစ်သွားတယ်ချက်ချင်းဖြစ်သွားပြီးတော့နောက်ထပ်10မိနစ်လောက်လား9မိနစ်လောက်လားမသိကြာတဲ့နေရာမှာလီဗာပူးတင်းရဲ့ဘက်ကဥဆောင်ကိုထက်ပြီးတော့ရတယ်တူးသီးနဲ့ရှုံးနေတယ်အဲ့တော့လီဗာဘာဆက်လုပ်လဲနောက်ထပ် risk ယူပြီးတော့ခန်းစစ်ကစားမတယောက်ကိုလဲရင်တိုက်စစ်ကစားမတယောက်ထက်ပြီးတော့ထဲ့တယ် ဆိုတော့ကျွန်တော်တို့ဘာဖြစ်လဲဆိုတော့တတိတတိပြန်ဖြစ်သွားတယ်အချိန်ပိုမှာလူစားဝင်လာတဲ့ကစားမားတွေကျွန်တော်တို့ဘောနတန်နာကာတို့ဘာလို့ဂိုးသွင်းတယ်ဒိုမီနီကယ်ဗယ်လီဝင်တိုက်စစ်မှာသူတို့နော်ပင်နေဒီဂိုးသွင်းတယ်ပြောလို့ချင်းအန်တွန်စတက်စ်တို့ဘာလို့ကွင်းနေကနေကျွန်တော်ဂိုးသွင်းတယ်ဆိုတော့ဘာဖြစ်လဲဆိုတော့352နဲ့ပွဲထွက်လာတယ်လူစီနဲ့ရှုံနေအရေးစုံပြီးတော့မလိုအပ်တဲ့ဆန်နဘက်တယောက်ကိုကျွန်တော်တို့ထုတ်တယ်433ပြောင်းပြီးတော့ကစားတယ်တူတူဖြစ်တယ်ဆိုတော့332နဲ့ရှုံနေတယ်နောက်တစ်ခါ ။နောက်တစ်တယောက်ကျွန်တော်တိုက်စစ်မှာထပ်ပြီးတော့ကျွန်တော်လူသားလဲတယ်။3 3ကျွန်တော်ဖြစ်တယ်ပွဲပြီးတဲ့အခါမှာ။ဒါကဘာကိုပြတယ်လဲဆိုတော့အရေးမစွန့်ခြင်းလို့ကျွန်တော်မရဘူး။နီးပြဟာအပြောင်းအလဲလုံနိုင်စွမ်းကျွန်တော်ရှိရမယ်။အပြောင်းအလဲဆိုတဲ့နေရာမှာလူသားလဲလာတယ်မဟုတ်ဘဲနဲ့ပြိုင်ဘက်ကိုချင်းကက်တဲ့ပုံစံနီးပြိုင်ဘက်ကိုတိုက်စစ်စင်တဲ့ပုံစံခန်းစစ်ကစားတဲ့ပုံစံကွင်းတွင်းမှာ tactical ဘက်ရကျွန်တော် trick လေးလုံနိုင်ရမယ်အရေးချင်းမျိုးရှိမှရမယ်။ premier league ဆိုတာကတမျိုးတည်းနဲ့ပုံစံတွေသွားလို့မရဘူး။ daniel farga လိုမျိုးအဆင့် ကျွန်တော်ဆက်ကွန်ဆက်ရှိမှာလဲပတ်နေတဲ့ Leeds United လို့ကလပ်တင်းတင်းရဲ့နီးပြားကတော့အဲ့ဒလိုလုံနိုင်စွမ်းရှိတယ်ဆိုရင် Manchester United လို့နီးပြားမျိုးကပုံသေးကြီးနဲ့ကျွန်တော်တွားပြီးတော့ရလက်ကောင်းနေမျှော်လင့်လို့မရအောင်အပြောင်းအလဲမလုတ်ဖဲနဲ့ပြောင်းလဲလာတာကိုကျွန်တော်အနေနဲ့ပေါ့နော်မြင်ချင်လို့မရဘူးဒီတိုင်းပုံသေးတွားနေတာကိုဒီတိုင်းပုံသေးပဲမြင်ရမှာပဲအရေးစွန်ပြီးတော့အပြောင်းလဲလုံမှအချိန်အနှောင်းနေအပြောင်းအလဲတွေကိုကျွန်တော်ကမြင်ရမှာပါ နောက်တစ်ခုကဒန်နီယယ်ဖာကအဲ့လိုလှုပ်လိုက်လို့ပေါ့နော်ဖြစ်သွားလို့ဆိုပြီးတော့အမြဲတမ်းတော့ဖြစ်မှာမဟုတ်ဘူးဟုတ်တယ်မလားအမြဲတမ်းတော့အဲ့လိုဖြစ်မှာမဟုတ်ဘူးသူများသိရင်ဆိုလို့ရှိရင်အဲ့ဒါလိုပဲသူအပြောင်းလဲတွေပါပြီးလှုပ်တယ်သို့တော့ထင်တော့မဆူအထင်အဆင်မပြေဘဲတိုင်ပတ်သွားတာတွေကျွန်တော်ရှိတယ်2စီးနဲ့ရှုံနေ4စီးနဲ့ပြန်ရှုံသွားတာတွေကျွန်တော်ရှိတယ်ဗျာဒီလားအပြောင်းလဲတွေလှုပ်လိုက်ပါလေအချိန်ဒီလေးကကောင်းနေတာသိတယ်မလားဇီးဇီးတေးကြနေတယ်ကိုကပြောင်းလဲလက်မှာ3စီးနဲ့ရှုံသွားတယ်ဆိုတာမျိုးကျွန်တော်ရှိတယ်သို့တော်လည်းပဲအပြောင်းလဲကိုအရေးစွန့်ပြီးတော့မလှုပ်ရဲရင်ပြောင်းလဲလာတာမျိုးတွေကျွန်တော်မျှော်လင့်လို့မရဘူး ဆိုတော့အရေးစွန့်ပြီးတော့အပြောင်းလဲဒီလုံရဲကန်ရဲမှာကျွန်တော်ရမယ်ဒန်နီယယ်ဖာကာတို့ကဘလောက်တော့ခေရင်လဲဆိုလို့ရှိရင်ဘလောက်တော့ခေရင်လဲဆိုလို့ရှိရင်ဒီလီဗာပူးသင်းနဲ့ပွဲစဉ်မတိုင်ခင်မှာအဲ့ဒီရှိမှချယ်လ်စီကိုသူတို့ကအိမ်ဝင်းမှာလက်ခံကစားရတာအဲ့ဒီရှိမှဆိုလို့ရှိရင်မန်ချက်စတာစီးတီးကိုအဝေးကွင်းမှာတွားပြီးတော့ကစားရတာမန်ချက်စတာစီးတီးကွင်းမှာတူးစီးနဲ့သူတို့တွေရှုံးနေတယ်တူတူကမ်ဘက်ပြန်လာတယ်ကံမကောင်းစွာနဲ့ပဲအပြောင်းလဲလေးတချို့တိုင်ပတ်သွားတယ်အဲ့တော့သူတို့3-2နဲ့သူတို့ရှုံးနေတယ် နောက်တစ်ခု Chelsea ကွင်းမှာသူတို့တွေ full back နဲ့သူတို့ကစားလာတယ်၄နှစ်၃နှစ်တဲ့ Chelsea တင်းကိုကျွန်တော်သာနိုင်သွားတယ်အခု Liverpool နဲ့တွေ့တဲ့ပွဲမှာ352နဲ့ပွဲထွက်လာတယ်2စီးနဲ့ရှုံတယ်433ဖြစ်တယ်ဖုံဖုံ22ဖြစ်တယ်23နဲ့ရှုံနေတယ်နောက်တစ်ယောက်ထပ်တဲ့33ကျွန်တော်ဖြစ်တယ်အပြောင်းလဲတိုင်းကတော့အလုတ်ဖြစ်ချင်မှဖြစ်မယ်ဒါပေမဲ့သူအပြောင်းလဲမလုတ်ဖ ೇನೆ ပြောင်းလဲလာတာမျိုးတွေညှို့လို့မရဘူးဒါကို Daniel Farka ကပြသွားတယ်အဲ့တော့ကျွန်တော်အနေနဲ့ ကိုသိင်းရဲ့နီးပြလဲအဲ့ဒါလိုပဲကျွန်တော်တို့ကဗျာတည်တယ်မှာကိုသိင်းနီးပြဖြစ်စေချင်တာပေါ့ဟုတ်တယ်မလားနော်အောင်မြင်စေချင်တယ်ပွဲတိုင်းနိုင်စေချင်တယ်ဒါပေမဲ့လည်းလို့ကျွန်တော်တို့ကပုံသေးကြီးတွားရင်ခြားနာတဲ့ရလက်ကိုမျှော်လင့်လို့မရပါဘူးပုံသေးကြီးတွားရင်ခြားနာတဲ့ရလက်ကိုမျှော်လင့်လို့မရဘူးပရီးမီးယားလိဆိုတာကအပြောင်းလဲလုံနိုင်မှ adaptation ကောင်းကောင်းလုံနိုင်မှအဆင်ပြေမဲ့ league မျိုးပါကျွန်တော်ပြောတာရှင်းရှင်းလေးရယ်အဆင့်16 18 19ကအသင်းတွေကအပြောင်းလဲတွေလုံနိုင်နေဆိုရင် မန်ချက်စတာယူနိုက်တက်ရဲ့နီးပြဟာတမျိုးတည်းသိနေလို့မရပါဘူးတမျိုးတည်းသိနေလို့မရပါဘူးအက်စတွန်ဗီလာတင်းရဲ့နီးပြဦးနိုင်အမ်ရီယာဒီအစ၄ဘွဲ့လောက်မှာပြီးခဲ့တဲ့ယာဒီကတက်တစ်ဒီတိုင်းသူသွားတယ်ပြီးခဲ့တဲ့ယာဒီကအတိုင်းအပြောင်းလဲမလုပ်ဖဲသူသွားတယ်တရီပွဲတွေများပြီးတော့တိုက်စစ်ကဂိုမသွင်းနိုင်မှုခံစစ်ကတိုင်ပတ်နေတယ်ပြိုင်ပတ်တွေဟာပြီးခဲ့တဲ့ယာဒီကရဲ့အက်စတွန်ဗီလာအတိုင်းဖြစ်နေတဲ့အတွက်ဖြည့်ရှင်းရလွယ်တဲ့ပုံစံမျိုးဖြစ်နေတယ်ခဏတစ်ပြုတ်ကျွန်တော်အနေနဲ့ပေါ့နော်အက်စတွန်ဗီလာပြောင်းလိုက်တယ်အခုဆိုနောက်ဆုံး9ပွဲဇက်တိုက်သူတို့နိုင်သွားပြီးတော့ အဆင့်2 3နေရာကိုသူတို့ပြန်ရောက်လာပြီအဲ့ဒါဒီအပြောင်းလဲလုံနိုင်ခြင်းရဲ့အရေးချင်းပဲဆိုတော့ကျွန်တော်နီးပြကတက်တမတ်ထဲသွားခြင်းလို့မရဘူးတော့အပြောင်းအလဲတိုင်းအလုတ်ဖြစ်ခြင်းမှာဖြစ်မယ်သို့တော့ကျွန်တော်ခုနကပြောသလိုပဲအပြောင်းအလဲတိုင်းကအလုတ်ဖြစ်ခြင်းမှာဖြစ်မယ်ဒါပေမဲ့လည်းမပြောင်းလဲပဲနဲ့တော့မတူညီတော့တဲ့ရလက်တီကိုမျှော်လင့်လို့မရဘူးဒါကြောင့် Manchester United ရဲ့နီးပြဟာပုံတည်တမျိုးတည်းတည်တဲ့နီးပြဖြစ်လို့မရပါဘူးဘာကြောင့်လဲဆိုတော့ဒါဟာ Portuguese Premier League မဟုတ်တော့ပါဘူး ဒါဟာကျွန်တော်မန်ချက်စတာယူနိုက်တက်ဒါဟာပရီးမီးယားလိကျွန်တော်ဖြစ်လာပါပြီเนาะအဲ့တော့ညီကလေးနေရောဘယ်လိုမြင်ကြလဲစုနေကြပါအားလုံးကိုချစ်တင်များကြီးဒီမှာလေး